ကပ္ပာဥကျမ်းခန်းကြီး38ထိုကာလအခါယူဒာသည်မိမိကိုယ်နေရာမှသွား၍ခိရအမည်ရှိသောအာဒုလန်အမျိုးသားထံသို့ဝင်လေ၏ထိုရက်၌ရှူဟာအမည်ရှိသောခါနန်အမျိုးသား၏သမီးကို တွေ့မြင်၍အိမ်တော်ဘက်ပြုလျက်ထိုမိန်းမသည်ပရိသတ်တွေယူ၍သားကိုဖွားမြင်၏ထိုသားကိုအေရမီဖြစ်မှတ်လေ၏တဖန် ပရိသေရီယူပြန်၍ဖွားမြင့်သောသားကိုအောနံ့အမိဖြင့်မှတ်လေ၏တပံပရိသေရီယူပြန်၍ဖွားမြင့်သောသားကိုရှီလာအမိဖြင့်မှတ်လေ၏ရှီလာဖွားသောအခါအဘသည် ခေစိန်မြို့မှရှိသည်ထို့နောက်မှယူရာသည်မိမိသားဦးအေရာကိုသားမအမိရှိသောသူတို့သမီးနှင့်ဆုံးဖက်စေ၏ယူရာ၏သားဦးအေရာသည် ထာရဖျားရှိ၌သိုးတော်သူဖြစ်၍သူကိုထာရဖျားကွမျက်တော်မူ၏ထိုအခါယူဒသည်အောနန်ကိုခေါ်ပြီးလင်သင်၏အကိုမယားထံသို့ဝင်၍သူနှင့်အိမ်တော်ဘက်ပြုသည်ဖြစ်အကိုအမျိုးကိုဆက်နွယ်လော့ဟု ဆို၏အောနန်သည်တားကိုရလျင်မူကားမိမိသားမမတ်ရဟုသိ၍အကိုအားတားကိုမပေးလိုပဲ အကိုမယားထံသို့ဝင်သောအခါ ုံ၏ကိုထုံ၍စွန့်လေ၏ထိုမှုကိုသာရဖျာနှင့်တတ်တော်မူမူသောကြောင့်အောနံကိုလည်းကွမျက်တော်မူ၏။သားငယ်ရှိလာသည် အကိုတို့တည်တကဲ့သို့တည်မီဟုယူရသည်ဆိုရင်၍မိမိချွေမတာမကိုခေါ်ပြီးလင်ငါသားရှင်မလမကြီးမီတင်သည်တင်ပါ၏အိမ်၌မုဆူမာပြွ၍နေပါဟုဆိုသည့်အတိုင်းတာမသွား၍မိမိအဖ၏အိမ်၌နေလေ၏။ ကာလာအင်တန်ကြလေသောရှူအားသမီးဖြစ်သောယူရမယားလဲတည်လေ၏ယူရသည်နှင်းသိပ်ပြီးမှမိမိတုံဝင်ညက်တော်သူတို့ရှိရာတိမနတ်မျိုးတို့မိမိအဆွေအာဒူလန်မျိုးဟီရာနှင့်အတူသွားလေ၏မိမိရောက်ခမသည်တုံမွေးကိုညက်ချင်းကတိမနတ်မျိုးတို့သွားချောင်းကိုတာမာကြလင်မုဆူမာအုပ်ကိုချွေ၍မျက်နှာဖုံးနှင့်မျက်နှာကိုဖုံးလျက်ကိုကိုလဲချုံယုံလျက် ဒီမနံမျိုးတို့သွားတော်လန်းအနာအေးနေမျိုးတကားဝါ၌ထိုင်နေလေ၏အကြောင်းမူကားရှေလကြီးတော်လဲမိမိနှင့်အိမ်တော်ဘက်မပြူရဟုသိမြင်သောကြောင့်ဒီယူရသည်ထိုမိမကိုမြင်သောအခါသူသည်မိမိမျက်နှာဖုံးကိုဖုံး၍နေသောကြောင့်ပြည့်တစားဖြစ်သည်ဟုထင်မှတ်လျက်လမ်းကိုလွှဲ၍အနာသို့ချီးပြီးလင်တင့်ထန်တို့ငါဝင်ရသောအခွင့်ကိုပေးပါလောဟုဆိုလေသောမိမက ။တင်းဒီကျမထံသို့ဝင်လွန်သောငါဘယ်စုကိုပေးမိနည်းဟုမေးလေ။ယူဒာကစိတ်တငယ်ကိုပေးမိဟုဆိုလေ၏။မိမကလည်းမပေးလိုက်မီတစုံတစ်ခုသောအရာကို ပေါင်ထားမိလို့ဟုမေးလေ။ယူဒာကဘယ်အရာကိုပေါင်စီခြင်းတည်းဟုပြန်၍မေးလေသော။မိမကတင်းဤတစိတ်ဆလွဲလက်ဆွဲတောင်းဝေတော့ကိုပေါင်တော်ဟုဆိုသည့်အတိုင်းသူဥစ္စာကိုအဲ့၍ မိမထံသို့ဝင်သည်ဖြစ် သူသည်ပရိသတ်ရေဆွဲယူလေ၏ထို့နောက်မှ မိမသည်ထသွား၍ညဏ်ဖုံးကိုချုပ်ပြီးလင်မုဆူမာဝုကိုဝိမျက်ဝိပြန်လေ၏ယူရာသည်မိမ၌ပောင်းသောဥစ္စာကိုရွေးယူခြင်းကမိမိအဆွေအာဒူလန်အမျိုးသားတွင် စိတ်တငယ်ကို ပေးလိုက်၏အာဒူလန်အမျိုးသားသည် ထိုမိမကိုမတွေ့လင်အင်းနေမျိုးလန်နာမှ ထိုင်နေသောပြည်တော်ဆာမသည်အပေမှာရှိသည်နည်းဟု ထိုရဲ့သားတို့ကိုမေးလေတော့ဤရဲ့သားတို့ကဤရဲ့၌ပြည့်တစာမရှိဟုဆိုကြလေယူရထံသို့ပြန်၍ကျွန်ုပ်တို့သည်ထိုမိမကိုရှာ၍မတွေ့အရက်သားတို့ကလည်းဤရဲ့၌ပြည့်တစာမှ မရှိဟုဆိုကြောင်းကို ပြောလေ၏ယူရကလည်းကျွန်ုပ်တို့သည်အရှက်မကွဲမိအကြောင်းယူပါလေစေ ကြည်ပါဤစိတ်တငယ်ကို ကျွန်ုပ်ပေးလိုက်၍တင်းတီမိမကိုရှာ၍မတွေ့ပါတကားဟုဆို၏ ို့နောက်သုံးလခန့်လွန်သည်ရှိသော သူတစ်ပါးကသင်ဤချွေမတာမှသည်ပြည်တစာလုံ၍မတရားသောမိထုံပြုသည်ဖြစ်ကိုဝင်ဆောင်လျက်နေပြီးတကားဟု ယူရအာပြောဆိုလင်ယူရကသူ့ကိုထုံ၍မိရှုစေဟုစီရင်လေ၏ထို့သောအခါတာမသည်ဒစိဆလွေတောင်ဝေတို့ကိုယောက်ခမထံသို့ပို့စေ၍ဤဥစ္စာကိုပိုင်သောသူအဖြစ်ကျွန်မသည်ပြိတရေယူပြီး ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည်ပါလောဟု မာလိုက်၏သူဥစ္စာကိုယူရာမမီ၍သူ၏အပြစ်ထက်ငါအပြစ်သာယူကြည့်ပေ၏သူအားငါသာရှေလာကိုငါမပေးစားဘဲနေမိပြီဟု ပြောဆို၏နောက်တစ်ခါသူကိုမချင်းမကပ်ပဲနေ၏သူနောက်တာမာသည်ပွားပွားချင်းရောက်လင်ဝမ်းထဲတွင်တားနေရောက်ရှိ၏ဖားစင်တွင်တားတယောက်သည် လက်ကိုထုတ်ဆက်၍ဝမ်းဆွဲကဤသူသည်အရင်ဖွားလိမ့်မည်ဟုဆိုလျက်လက်ကိုကန်၍หนีသောကျိုးနှိပ်စီလေ၏သို့တော်လည်းထို့သူသည်မိမိလက်ကိုရုပ်ပြန်၍သူ့ကိုဖွားသည်ကိုဝမ်းဆွဲကတင်သည်အပေကြောင့်အနိုင်ထက်ပြုရသည်နိနိုင်ထက်ပြုသောဤမူသည်တင်၌ဆွဲစေဟုဆိုလျက်သူ့ကိုဖားရအမည်ဖြင့်မှတ်လေ၏ထို့နောက်မှလက်၌ကျိုးနှိပ်စီသောညီဖွား၍သူ့ကို สารมีเพียมาตดี